အိမ်နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မွန်ကြီးမင်းအောင်လှိုင်ဦးဆောင်သောမြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာညနေပိုင်းမှာနေပြည်တော်တက်မတော်လေးစီသို့ပြန်လည်ရောက်ရှိကြရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်နဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့အားကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မွန်ကြီးဆိုဝင်ကောင်စီအတွင်းမှုဗိုလ်ချုပ်ကြီးအောင်လင်းတွေကောင်စီဝင်များပြည်ထောင်စုဝန်ကြီးများကာကွယ်ရေးဦးစီးချုပ်ယုံကြည်မှတက်မတော် အရာရှိကြီးများနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်မိုမြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံတန်ယုံစစ်တန်ယုံမှတာဝန်ရှိသူများက လေးစိတ်မှကြိုးစိုးနှုတ်ဆက်ကြပါတယ်။

ဒါအပြင်အဲ့ဒီလိုနေပြည်တော်မှာရုရှားဖက်ဒရေးရှင်းနိုင်ငံ Novo Sibir မြို့ Moscow မြို့ Saint Petersburg မြို့ Samara မြို့နဲ့ Belarus တမရနိုင်ငံ Minsk မြို့များသို့တွားရောက်ခဲ့ပြီးမြန်မာနိုင်ငံနဲ့ရာသီဥတုအနေထားကွန်ဟချက်အရအပူချိန်အနှုန်းနှစ်မှအနှုန်းဆက်နှစ်ဒီဂရီစင်တီဂရိတ် အေးခဲသောအနေအထားအထူးရှိတဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ဘယ်လာရုသမ္မတနိုင်ငံတို့သို့အသွားအပြန်မိုင်ပေါင်းသသောင်းကျော်ခန့်အထိသွားရောက်ပြီးနိုင်ငံတော်အကျိုးစီးပွားကိုဒီဇိုင်းမတ်မတ်ဦးတည်ပြီးခီးစဉ်အတွင်နေမနာညမနာဖြင့်နိုင်ငံများကြားစေပြူရေးစီးပွားရေးကုန်သွယ်ရေးပညာသင်ကြားမှုမြင့်တင်ရေးခီးသွောင်းကဏ္ဍများတိုးမြင့်ရေးဆိုင်ရာကိစ္စများမှာပြည်သူ့အချင်းချင်းလုပ်ငန်းရှင်များအချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းများပေါ်ပေါက်လာစေရေးအတွက်ဂျိုးပန်း အားထုတ်ဆောင်ရွက်ခဲ့ကြတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်နေမြန်မာအစိုးရကိုယ်စားလှယ်ဖွဲ့အားဂုံပြုကြိုးဆိုသောအဖြစ်တိုင်းရင်းသားတိုင်းရင်းသူတားငယ်သမီးငယ်လေးများကဒင်ခရဘဘွားအကအဖွဲ့များရိုးရအကအလှအဖွဲ့များအနုပညာရှင်များဒီသားငယ်ပြည်သူများက လေးစိတ်မှအသင်းဆောင်ကြွေလေးစိတ်လေးရင်အစင်းမှ VIP ဆောင်ထီ၎င်း တမရော်လေးစိမ်းမှာအဝိုင်းနေရာအခြေ၎င်းရုရှားမြန်မာနှစ်နိုင်ငံကြားချီချီရင်းနှီးမှုအတွန့်ရှိပါစေရုရှားမြန်မာနှစ်နိုင်ငံကြားဗက်စုံမဟာဗျူဟာမြောင်ပူပေါင်းဆောင်ရွက်ရေးကဏ္ဍအလိုက်တိုးမြင့်ဆောင်ရွက်နိုင်ပါစေရုရှားမြန်မာနှစ်နိုင်ငံဆက်ဆံရေးပုံမိုတိုးတက်အောင်ဆောင်ရွက်ခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဖိုးချုပ်မှုကြီးမင်းအောင်လိုက်အားလှည့်လင်းစွာကြိုဆိုပါသည် ရုရှားမြန်မာချစ်ကြည်စွာတွဲလည်မြင်ပါစေမြန်မာရုရှားပူးပေါင်းအားမုန်းချအောင်မြင်ပါစေဘင်လာရုစ်မြန်မာချစ်ကြည်အတွန်ရှိတည်တံ့ပါစေမြန်မာနိုင်ငံဘယ်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အားလှိုင်းလဲစွာကြိုဆိုပါ၏ရုရှားမြန်မာချစ်ကြည်ကိုခိုင်မြဲစေသောနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအားလှိုင်းလဲစွာကြိုဆိုပါ၏ဟုသော စာရဲများပါရှိတဲ့ဗနိုင်းများပြည်တော်စုသမရမြန်မာနိုင်ငံတော်အလံရုရှားဖက်ဒရေးရှင်းနိုင်ငံအလံနဲ့ဘင်လာဟုသမရနိုင်ငံအလံငယ်များကိုကင်ဆိုင်၍နိုင်ငံတော်အလံများဝှေ့ရန်က ။အမျိုးဘာသာသာသနာအတွက်ကြိုးပမ်းဆောင်ရွက်နေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဂျမ်းမာပါစေ။ရုရှားမြန်မာချစ်ကြည်ရေး၊ဘယ်လားရုစ်မြန်မာချစ်ကြည်ရေး၊အတွန်းရှိတီးတန့်ခိုင်မြဲပါစေ၊ခိုင်မြဲပါစေဟုကြွေးကြော်လေးရဲ့တောင်းတောင်းဖြတ်ဖြတ်ကြိုးစိုးကုန်ပြုတ်နှုတ်ဆက်ခဲ့ကြပါရစေ။ ကိလိုပြန်လည်ရောင်းရှိခြင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ခီးစဉ်မှာအဖွဲ့ဝင်ဖြစ်လိုက်ပါသွားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်းမီဒီယာများရဲ့မေးမြန်းမှုကိုယခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ဒါရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံကနိုင်ငံတော်အဆင့် ချစ်ကြည်ခီဖိတ်ခေါ်ချက်ရရရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံကိုဒီလ3ရက်နေ့ကနေပြီးဒီနေ့အထိပေါ့လေတပတ်ကြာခီသွားခဲ့ပါတယ်တပတ်ကြာခီသွားခဲ့တဲ့နေရာမှာကျွန်တော်တို့အနေနဲ့ကဒီသတင်းတွေကိုလည်းအချိန်မှန်ထွက်လုံခဲ့တဲ့အတွက်အားလုံးလည်းမီဒီယာလည်းသိပြီးဖြစ်မှာပါဘာတွေလောက်ခဲ့တယ်ဘာတွေဆောင်ရွက်ခဲ့ဆိုတာသိပြီးဖြစ်မယ်ဒါတွေကိုကျွန်တော်အကျယ်ချဲ့ပြီးပြောကျွန်တော်အဓိကတော့အဲနိုင်ငံအတွက်ဘာအကျိုးမြတ်ရှိခဲ့လဲဒါပဲပြောကျွန်တော်နိုင်ငံအတွက်အကျိုးမြတ်ဘာရှိခဲ့လဲဆိုတာကဏ္ဍဒီနေ့ကျွန်တော်ခွဲပြောနံပါတ်1ကတော့ ိုင်ငံရေးစီးပွားရေးလူမှုရေးပေါ့နော်ဒီခန္ဓာသုံးရနဲ့ခွဲပြောပြီးမယ်နိုင်ငံရေးနိုင်ငံရေးနဲ့ပတ်သက်ပြောကြအဲကျွန်တော်တို့အနေနဲ့ဒါအပြည်ပြည်ဆိုင်ရာဆက်ဆံရေးနိုင်ငံရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့အာမခံချက်ရခဲ့တာကရုရှားနိုင်ငံဘီလာရုနိုင်ငံတီမြန်မာနိုင်ငံဘက်ကရခိုင်နဲ့လည်းယက်တီခဲ့တယ်နိုင်ငံတကာမျက်နှာမှာခုလက်ဆက်လက်ယက်တီသွားမယ်ဆိုတဲ့ခိုင်ခိုင်မာမာအာမခံချက်ရခဲ့တယ်နောက်ပိုင်းနေ့အချက်ကကျွန်တော်တို့မြန်မာနိုင်ငံမှာအားလုံးသိပြီးသားပဲရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီဇင်ဘာလအစောဆုံးဒီဇင်ဘာလနောက်ဆုံးပတ်နောက်ကြဆုံးဒီဇန်နဝါရီလအဲကျွန်တော်တို့ ဒါဒုတိယဘက်လောက်မှာဖြစ်မယ်ဖြစ်မှာဖြစ်တော့ကြာအဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကြာရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံအပြင်ကျန်တဲ့ဒါနိုင်ငံတကာထောက်ခံနေတာလဲလှုပ်ဆောင်ပေးဖို့လဲမြင်တာပြတယ်ရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံတို့ကဒါထက်တဲ့ဒီဝင်ရောက်ထောက်ခံပေးမယ်ဒါအပြင်အဲဒီလေလာရေးအဖွဲ့တွေလဲလွတ်မယ်လေလာရေးအဖွဲ့တွေလွတ်မယ်အဒီလေလာစောင့်ကြည့်ရေးအဖွဲ့တွေလဲလွတ်မယ်ဆိုတော့ဒါခိုင်ကြမျိုးရပါလားဒီတော့ပြည်သူတွေအရင်ကဝမ်းသာစရာကကျွန်တော်တို့ဒီဒီ အဲပြည်သူတွေလှလာတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမလွှဲမသွေပြန်သွားမယ်မလွှဲမသွေဆောင်ရွက်ပေးမယ်အဒါသည် ကျွန်တော်တို့အောင်မြင်ခဲ့တဲ့ဒါနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာပဲဖြစ်ပါနောက်စီးပွားရေးကဏ္ဍစီးပွားရေးကဏ္ဍနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ရုရှားနိုင်ငံရောဘီလာရုနိုင်ငံရောဒီနိပညာတွေမြင်မာတဲ့ဟာတွေရှိတယ်အဲကောက်မီကျွန်တော်တို့နိုင်ငံသည်ဟိုခင်ဗျားတို့ကျွန်တော်တို့သိတဲ့အတိုင်းပဲဒါစိုက်ပျိုးရေးမွေးမြူရေးအခြေခံတဲ့နိုင်ငံ စိုက်ပျိုးရေးမွေးမြူအခြေခံနဲ့စက်မှုစီးပွားကိုသွားမဲ့နိုင်ငံဆိုပြီးကျွန်တော်တို့သတ်မှတ်ထားတယ်။အဲဒါမျိုးလုံနိုင်ဖို့လည်းကျွန်တော်တို့မှာအခွင့်အလမ်းကောင်းတွေရှိတယ်။ဒါတွေကိုသွားနိုင်ဖို့အတွက်ဒါဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီရုရှားနိုင်ငံလိုနိုင်ငံမျိုးတဲ့ကျွန်တော်တို့မတော်သေးဘူးဘီလာရုလိုနိုင်ငံမျိုးဘီလာရုလိုနိုင်ငံမျိုးမှာသူ့ရဲ့လူရဲ့မြန်မာနိုင်ငံရဲ့အကျယ်ဝန်းထဲဘီလာရုနိုင်ငံသည်သုံးပုံတစ်ပုံလောက်ပဲကျယ်ဝန်းတယ်။ကုံနွတ်ပိတ်နိုင်ငံဖြစ်တယ်။ဒါအပြင်ဘီလာရုနိုင်ငံသည်သူသည်လူရည်ပေါ့နော်အများဆုံးကကိုတက်သမားပန်းပဲရှိတယ်။တနိုင်ငံလုံးမှာကိုတက်သမားတမား ို့သော်သူ့ရဲ့ GDP ပေါ့နော်စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းကနေရရှိခဲ့တဲ့ GDP သည်6ဘီလီယံဒီပါရှိတယ်။အဲဒီမှာကြည့်လိုက်တဲ့အခါမှာသူစီဘာလို့ဆိုတော့ကြ layer စိုက်ပျိုးမှု area ပေါ့နော်မြန်မာနိုင်ငံထက်တော့နည်းတယ်။ layer စိုက်ပျိုးမှု area စိုက်ပျိုးနိုင်တဲ့ area နည်းတယ်။ဒါအပြင်ကန့်သတ်ချက်တွေရှိပါတယ်။အခုချိန်မှာဆိုရင်ဒါဘီလာရုနိုင်ငံရဲ့ရာသီဥတုပေါ့လေကျွန်တော်ရောက်သွားတဲ့အချိန်မှာရာသီဥတုနည်းနည်းตายရတယ်။ရာသီဥတုနည်းနည်းตายရတာတောင်မှပဲဘီလာရုနိုင်ငံရဲ့ရာသီဥတုကကျွန်တော်ညာဘက်မှာဆိုရင်ကျွန်တော်အနှုတ် 3ဒီဂရီ4ဒီဂရီလောက်ရှိတယ်ဒါတချို့နေရာတွေမှာလည်းဒီအများအားအေးနေတဲ့နိုင်ငံပေါ့တော့စိုက်ပျိုးဖို့အတွက်မြေကန့်သတ်ချက်ရှိတယ်စိုက်ပျိုးဖို့အတွက်ရာသီဥတုကန့်သတ်ချက်ဒလိုမျိုးပေါ့နော်နိုင်ငံမျိုးတောင်မှဖြစ်သွင်းနိုင်ကျွန်တော်တို့လိုရေမြေရာသီဥတုပေါ့နော်ရေမြေရာသီဥတုကောင်းမွန်တဲ့နိုင်ငံတွေမဖြစ်သွင်းစရာအကြောင်းမရှိဘူးလိုအပ်နေတာကျွန်တော်တို့ဒီခင်မီစိုက်ပျိုးတဲ့ခင်မီရဲ့စိုက်ပျိုးမွေးမြူစနစ်ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ဒါသဘောတူစာချုပ်တွေချုပ်ခဲ့တာရှိတယ်ခင်မီရဲ့စိုက်ပျိုးမွေးမြူရဲ့စနစ်ဆိုတာလဲလိုအပ်တဲ့ချက်တွေအများကြီးရှိပါတယ် ကျွန်တော်တောင်သူသမားလေတော်ကနေတဲ့ဓာမီဩဇာလိုအပ်ချက်တွေဒီဓာမီဩဇာလိုအပ်ချက်အတွက်ဆိုလဲကျွန်တော်တို့အနေနဲ့ဖြည့်ဆည်းပေးနိုင်အောင်ဆောင်ရွက်လျက်ရှိတယ်။စာချုပ်တွေချုပ်ကြတာရှိတယ်။ဒါပြင်ဓာမီဩဇာနဲ့ပတ်သက်ပြီးလိုအပ်ချက်အတွက်ဆိုရင်မြန်မာနိုင်ငံမှာပဲစက်ယုံတွေတည်ဖို့ဖိတ်ခေါ်ကြတာရှိတယ်။ဒါပြင်တရုတ်နိုင်ငံနဲ့လည်းကျွန်တော်တို့ဒါဓာမီဩဇာစက်ယုံတွေတည်နိုင်ဖို့အတွက်ကျွန်တော်တို့ဆောင်ရွက်နေတာပဲရှိပါတယ်။ဒါပြင်ကျွန်တော်တို့အနေနဲ့ဒါမြန်မာနိုင်ငံမှာဒါအဓိကအရေးပါတဲ့ဒါစီးပွားရေးဆောင်မရေနဲ့စိတ်ကန်ကြီး၃ခုရှိတယ်။ကြောက်ဖြူတီလဝါအဲကျွန်တော်တို့ ဒီတဝဲတဝဲရင်နဲ့စိတ်ကန်းဒီရက်ဆိုင်နေရကြပြီဒီတဝဲရင်နဲ့စိတ်ကန်းကိုလည်းကျွန်တော်တို့ကရုရှားနဲ့ဆောင်ရွက်နိုင်ဖို့ MOU လက်မှတ်ရေးထိုးနိုင်ခဲ့တယ်တိုးတော့ရုရှားနဲ့ဆောင်ရွက်နိုင်ဖို့ဆိုတာသူကအဓိကထားပြီးဆောင်ရွက်မှာပဲဖြစ်တယ်တိုးတော့ဘယ်နိုင်ငံမဆိုလဲဒီနေရာမှာပါဝင်လို့ရတယ်ကျွန်တော်ဒါဖိတ်ခေါ်နိုင်တယ်ဖိတ်ခေါ်လို့လည်းရတယ်အဲလှုပ်ဆောင်တဲ့လူတွေလည်းလှုပ်ဆောင်လို့ရတယ်လို့ကျွန်တော်တို့အနေနဲ့ပြောချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကလူမှုရေးပေါ့လူမှုရေးကဏ္ဍမှာအဓိကတော့ပညာရေးကျမ်းမာရေးပေါ့ သူတို့နိုင်ငံကြီးကပညာရေးကျန်းမာရေးကမြင်မာကြတယ်ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ပညာရေးကျန်းမာရေးနဲ့ပတ်သက်ပြီးဆောင်ရွက်နိုင်ဖို့လဲကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ဒီခီးစဉ်တစ်ခုလုံးကိုအနှစ်ချုပ်ပြီးပြောရမယ်ဆိုရင်တော့အဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့နောက်ပြည်သူတွေမျှော်မှန်းနေတဲ့ကျွန်တော်ရှောက်လမ်းမဲ့ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ပြန်သွားနိုင်ဖို့ပြန်လှုပ်နိုင်ဖို့ပြန်ဆောင်ရွက်နိုင်ဖို့ပြန်ပြီးအောင်မြင်နိုင်ဖို့တိုင်းပြည်တွေပြည်လုံး ပိုပြီးဖွင့်ပြိုးတိုးတက်လာနိုင်ဖို့အတွက်ဒါအလားအလာကောင်းတွေကိုစောင့်ကြည့်နိုင်ခဲ့တဲ့ခီးစဉ်ဖြစ်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်